ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များဗံမော်ကတော့အခြေအနေကောင်းပါတယ်เนาะအခြေအနေကောင်းပါတယ်အဲတစ်ဖက်ကတော့အဲတော်တော်လေးပေါ့အဲအချက်ကိမဲ့တဲ့လို့ရတယ်တွေ့တွေ့ရတယ်เนาะဆိုလိုချင်တာကစိန်လုံး view ဟာဂုံးကိုတိုက်တုံးကပုံတွေကိုပြပြီးတော့เนาะဗီဒီယိုတွေကိုပြပြီးတော့အာဗံမော်27ပါဆိုပြီးတော့လိန်ညာဓာတ်တွေ့ရတယ်မတိရတူတွေအတွက်ကတော့ဟာဗံမော်ကရတော့မယ်ဆိုပြီးတော့လော်ရီယာရှိတယ်အဓိကတော့ဆိုင်ဝါကိုသွားတွေ့ရတယ်ပေါ့ဗျာနော် စိုက်ဝါးဆိုတာတွေ့ရတယ်။တည်တဲ့သူတွေကဟာဒါကြီးကစိတ်လုံးပြူဟာဟာတွေပဲအဲလိုရောက်ပြီးတဲ့စစ်သားတွေကဟာဒါကြီးကနေညာနေတာပဲဆိုတော့တွေ့ရတယ်။အဲ့တော့ဘာမောင်အနေနဲ့ကဟိုခုချိန်ထိရရချွန်ချွန်ခုခံတိုက်ပွဲဝင်စဲပါပဲအချိန်လေးကောင်းပါတယ်ပေါ့ပြောရမှာပေါ့နော်။အဲ့တော့ GE တနာကိုရောက်လာတယ်လာပြီးဝင်လုံးတယ်သူတို့ကစကန်နာကိုကတ်ကတ်လာတာပါစကန်နာကိုကတ်တယ်ကတ်လာတာနဲ့တက်ကလည်း ဟို drone တွေလက်နက်ကြီးတွေနဲ့အများနဲ့အများနဲ့ခြေမုံတဲ့အတွက်ကြောင့်မို့လို့အဲသူတို့တွေအလောင်းလန်းကြံကြံပြီးတော့ပြန်သွားရတာပဲရှိတယ်ပေါ့နော်အဲဒီတက်ပို့ပြီးတော့ကျွန်တော်တို့တေချာတစ်ခုကတော့သူတို့စီကဗီဒီယိုဖိုင်တက်လာပါလိမ့်မယ် KI အဲ KIA ရဲ့ view ဟာမူပေါ့တက်မဟာမူအစင်းလောက်ကြီးရှိတယ်လို့ကြားသိရတယ်ပေါ့ဗျာနော်အဲ့ဒီအစင်းလောက်ကလေချောင်းနဲ့ရေးယူတဲ့ထဲမှာပါသွားတယ်နော်ပါသွားတယ်ဗမာအထိတယ်ဆိုတော့အဲကျွန်တော်တို့ဒီဗမာမြို့ထဲက나ยีစင် ဗမော်မြို့နာယီစင်ထဲမှာမိုးလုံးလုံးနဲ့မိုးလုံးလုံးလုံးခမ်းမှရှိတယ်အဲ့ဒီထဲမှာသူတို့ကသူတို့တက်မဟာမှုရောပေါ့အားလုံးစုပြီးတော့စစ်တပ်မတည်ဘူးထင်ပြီးတော့ခိုးအောင်းနေတာပေါ့ဗျာခိုးအောင်းနေတဲ့အခါမှာတော့စစ်တပ်ကလေကြောင်းနဲ့အရေးယူလိုက်ပါတယ်အရေးယူလိုက်မှအချီကြီးကိုထိသွားတာပါအဲ့လိုအချီကြီးထိတဲ့အခါမှာတော့အဲတပုံတော်တော်ကြသွားတယ်ပြောနေဆုံးအဲ100ကျော်နဲ့100နဲ့200ပတ်ဝန်းကျင်မှာရှိတယ်เนาะသူတို့စီကလည်းဟိုကျွန်တော်တို့ ဗီဒီယိုဖိုင်တွေတက်လာပါတယ်အဲသူတို့ရဲ့ယာအယာဓူးကြီးကြီးမားမား KIA ယာဓူးကြီးကြီးမားမားကြာသွားတဲ့အတွက်ကြောင့်မလို့ခန်းနာနယ်ကိုကျင်းပရတာပါအဲ့ဒါတော့သူများတွေဘယ်လိုပဲလိန်နေညာနေပါစေနော်အချက်လက်အဖြစ်ကတော့နံပါတ်၁ချက်သူတို့တွေစိတ်ပူအောင်ပေါ့နော်စိုက်ဝါဖြန့်နေတဲ့ဟာတွေဟာကျွန်တော်ဘယ်ရလဲဆိုရှင်အဲ့ဒီစိန်လုံကဗီဒီယိုတွေကိုပြန်ပြီးတော့ဝတ်ပြပြီးဝါတာဖြန့်နေတာဖြစ်တယ်နံပါတ်၁ချက်သူစီတက်မှာမှုပါကြားတယ်နံပါတ်၃ချက်ဘမော် နောက်ဆုံးအဆက်အသွယ်ရတဲ့အချိန်အထိပေါ့နော်အေးအေးဆေးဆေးပါပဲလို့ပြောရမှာပါနော်အေးအေးဆေးဆေးပါပဲတချို့ရဲမေတချို့ပေါ့ရဲမေတချို့ထိခိုက်မှုနည်းနည်းရှိတယ်ဒါတော့ပြောလို့ရတယ်နော်မင်္ဂလာပါကိုမမောင်းနဲ့မင်္ဂလာပါ last year ပြင်တဲ့อืมထပ်တောင်းထားသေးတယ်ဆိုကိုမောင်းနဲ့တက်မတော်ကမတိုက်ပဲမတိုက်อยู่ပဲတောင်းနေတဲ့ဟာလား standard army ဖြစ်နေကိုမောင်းကြီး ဒီမလေးဒါဘလိုနည်းနဲ့ပဲရရပါဟိုဘလိုခေါ်မလဲဆိုတော့ကျွန်တော်တို့နေမြေတစ်ခုဟိုနေမြေတစ်ခုပေါ့နော်ဟိုစစ်မြေပြေတစ်ခုကိုအောင်းဖို့ဆိုတာကစစ်တိုက်မှာကြီးစံထွက်မှာကျွန်တော်တို့အနိုင်ရအောင်တိုက်နိုင်တယ်ဆိုတော့အတွေးခေါ်ရတော့27ရာစုမှာနည်းနည်းထားခဲ့ရတော့မယ်အချိန်တွေပေါ်ကြည့်ပြီးတော့ပေါ့နော်အချိန်တွေပေါ်ကြည့်ပြီးအလုပ်လုပ်ရတာပါဥပမာဖြစ်ကျွန်တော်တို့ဒီမိုကရေစီနဲ့ဒါဖက်ဒရယ်ပေါ့ဒီမိုကရေစီဖက်ဒရယ်တိုက်ပွဲဝင်တဲ့နေရာမှာခင်ဗျားတို့ ဒီဘယ်လိုခေါ်မလဲဆိုလို့ရှိရင်တော်တော်များများတော့ပေါ့ဗျာနော်အဲစိမ်စိုးပါနဲ့အတော်တော်များများစစ်သေးကြလေတာဇန်တွေကဘာပြောလဲဆိုရှင်လက်နက်ကင်တိုက်မှလက်နက်ကင်ကြီးတိုက်ယူရမယ်တိုက်ယူမှရမယ်ဆိုတဲ့စစ်သေးကြတာဇန်အတွေးခေါ်တွေရှိနေတဲ့အတွက်ကြောင့်ဒီနိုင်ငံဟာတသက်လုံးဒီလိုဒုက္ခရောက်နေတာအဲ့တော့အဲမှာလွတ်တော်ပါတီနိုင်ငံရေးလမ်းကြောင်းကနေပြီးတော့နိုင်ငံရေးလမ်းကြောင်းကနေပြီးတော့နိုင်ငံဒီအားလုံးရဲ့ရည်မှန်းချက်ဖြစ်တဲ့ Federal Democracy ကိုတွားဖို့အတွက်က လက်တော်ထဲမှာတိုက်ပွဲဝင်နေတော့နိုင်ငံရေးပါတီတွေနိုင်ငံရေးကောင်းဆောင်တွေအားလုံးကလည်းဒါသူတို့လက်တိုက်ပွဲဝင်နေတာပဲခင်ဗျားတို့လိုမျိုးဒီစစ်သွေးမကြွတာခင်ဗျားတို့လိုမယိုင်းဆိုင်တာဒီဘယ်လိုခေါ်မလဲဆိုနိုင်ငံကိုနိုင်ငံနဲ့ပြည်သူရဲ့မျက်နှာကိုထောက်ဆပြီးတော့ဒီစစ်သွေးကြွလန်းစင်ကိုမရွေးတာကလွဲလို့သူတို့အားလုံးရဲ့ရည်မှန်းချက်ကလည်း Federal Democracy ကိုရရှိဖို့ပဲဖြစ်တယ်အဲ့တော့သူတို့တိုက်ပွဲဝင်တာကဘောပင်နဲ့စာရွက်နဲ့မြန်ညံသွေးနဲ့နှလုံးရည်နဲ့တိုက်ပွဲဝင်တာဖြစ်တယ် မတို့ဒီစစ်သွေးမကြွတာတခုပဲရှိတယ်အဲ့တော့သူတို့ဒီလေ Federal Democracy ရောက်တိုက်ပွဲဝင်တာဖြစ်တယ်လို့ခင်ဗျားတို့ဒီစစ်သွေးကြွများသည်လေ Federal Democracy တွေတိုက်ပွဲဝင်တာတိုက်ပွဲဝင်တာဖြစ်တယ်ဘေးထွက်ဆိုးကျဖြစ်တော့ဘေးထွက်ဆိုးကျနဲ့ပြည်သူမျက်နှာကိုကြည့်ရတဲ့လူကြတော့အခုဘောပင်နဲ့စပွဲပေါ်မှာနှလုံးရည်ချင်းတိုက်ပွဲဝင်နေသူတွေကဘေးထွက်ဆိုးကျနေတယ်အကျိုးမြတ်အားဖြင့်ပြည်သူတို့လည်းကောင်းတယ်နိုင်ငံတို့လည်းကောင်းတယ်အားလုံးတို့လည်းကောင်းတယ်ဒီလက်နက်ကင်လမ်းစဉ်ကြတော့မြို့ပြလူတွေပြအားလုံးသိเนาะအဲ့လို အဲ့ဒီကြောင့်မို့လို့ဒီစစ်သွေးကြော်လန်းစင်နဲ့တိုင်မှာရမယ်ဆိုတဲ့အတွေးခေါ်ကတော့နည်းနည်းလေးကျွန်တော်တို့ကြံခဲ့ပြီလို့ပြောလို့ရတယ်။အခုကျွန်တော်တို့တက်မတော်အနေနဲ့က NASA ကအစိုးရပေါ့နော်ဒီဥမေအွန်လိုင်းအနေနဲ့အခုဘောပင်နဲ့စာရွက်နဲ့နှလုံးရည်နဲ့ပြန်ပြီးတော့ဘယ်ယူယူဒနကိုင်းကြီးနဲ့ပဲယူယူကောင်းဆုံးနီလန်းကတော့ကျွန်တော်တို့လာရှိုးနဲ့ရှမ်းမြောက်ကိုပြန်ရဖို့ပဲလေနော်ရှမ်းမြောက်ကိုပုံမှန်အခြေအနေပြန်ထည့်နိုင်ဖို့ပဲဖြစ်တယ်။အဲ့ဒီအတွက်ကြောင့်မို့လို့အခုအချိန်မှာ NASA ကအနေနဲ့ နှလုံးရင်နဲ့တိုက်ပွဲဝင်ပြီးတော့နှလုံးရင်နဲ့ဒါလည်းတနည်းအားဖြင့်တိုက်ပွဲပါပဲတက်မလို့ရဲ့အရေးချင်းတစ်ခုလို့ပြောလို့ရပါတယ်နော်ဦးမင်းအောင်လည်းအရေးချင်းတစ်ခုလို့ပြောလို့ရပါတယ်ခင်ဗျာနော်အဲ့တော့ဘလိုနည်းနဲ့ပဲရရပါဒါဟာတိုက်ဒါကြောင့်တကြောင်ပဲရှိရတိုက်မှရတိုက်မှရမှတန်ဖိုးထားမယ်ဆိုလို့ရှိရင်တော့မဟုတ်သေးဘူးလေနော်အဲ့တော့ခင်ဗျားတို့ဒီစစ်သေးကြလေဒီလမ်းစဉ်ကိုအားပေးနေသောခပိန်ပိန်တာဇံများကိုလည်းပြောခြင်းတယ်၂၁ရာစုရှိပါပြီ AI kit ကိုရောက်နေပါပြီ နှလုံးရည်ချင်းရှင်ရလာမဲ့ခေတ်ကိုရောက်နေပါပြီအဲ့ဒီအချိန်မှာအခုချိန်ထိကျုပ်တို့လူမျိုးများဟာတာဇန်အတွေးခေါ်ပါတော့လက်နက်ကင်မရမယ်စစ်သွေးကြွားမရမယ်ဆိုတော့ညင်နေရရှိနေတော့မယ်အဲ့တော့ခင်ဗျားတို့ကျုပ်တို့ကတာဇန်လူရိုင်းဘဝပဲရှိပါတယ်အဲ့တော့ကျွန်တော်မြန်မာပြည်သားတော်တော်များများကိုတာဇန်လို့ခေါ်ရင်မနာပါနဲ့နော်မနာပါနဲ့လို့ပြောချင်တယ်အိန္ဒိယနဲ့ရှေ့ပါကစ္စတန်ကမြန်မာပြည်ကိုသွေးတိုးဆန်းနေတာတုံ့သက်ပေးပါအောင်နော်မြန်မာပြည်ကို အိန္ဒိယမှာမဟုတ်ဘူးဒီလိုချင်းနေမျိုးမှာသွေးတိုးဆန်းတယ်လို့ခေါ်လို့မရပါဘူးဒီလိုချင်းနေမျိုးမှာသွေးတိုးဆန်းတယ်လို့ခေါ်လို့မရဘူးဘာကြောင့်လဲဆိုတော့နိုင်ငံတိုင်းနိုင်ငံတိုင်းကသူတို့အကျိုးစီးပွားသူတို့ရဲ့ border ပေါ့သူတို့ရဲ့ဒီနေဆက်ဒေသလုံခြုံမှုကအရေးအကြီးကြီးပါတယ်အဲ့တော့သူတို့နေဆက်နားမှာစစ်လာဖြစ်နေပြီဆိုရင်သူတို့ကချင်းချောက်ခံရတယ်ခံစားရပါတယ်အဲ့တော့ခံစားရတဲ့အခါမှာအဲသူတို့အနေနဲ့ဝင်ရောက်ပြန်ပြင်မှုတွေပြောဆိုမှုတွေရှိတာက တို့ပြစ်မဟုတ်တော့ဘူးကို့အပြစ်ဖြစ်သွားပြီကိုကကို့ရဲ့လူကိုမနိုင်ဘူးကို့ဒေတာကိုမနိုင်ဘူးအဲ့ဒါကြောင့်မို့လို့ကျွန်တော်ရှမ်းမြောက်မှာတရုတ်ကဝင်ပြီးတော့ဟိုဆောင်ရွက်ပေးသွားတာဘသူမစွမ်းလို့လဲဆိုလို့ရှိရင်တော့ကို့ရဲ့ကာကြုပ်ကူကမစွမ်းတာလေကို့ရဲ့တက်မလို့ကမစွမ်းတာသူပြစ်မဟုတ်တော့ဘူးအဲ့ထို့သူအိန္ဒိယကလည်းချင်းပြည်နယ်မှာဒါမျိုးဝင်ပြီးတော့အဲစီမံဆောင်ရွက်နေတာလေနော်ဟိုတန်တမာကြီးရောက်ဝင်လာတာလေအားလုံးကလည်းတနည်းအားဖြင့်သူတို့အပြစ်မဟုတ်တော့ပါဘူးကိုမစွမ်းတာပါကိုကတပုံကိုဥပချိုးနိုင်တဲ့ခါကျတော့ တဖက်ကဝင်လာတာကကိုလူမစမ်းတာပါကိုလူကိုပြစ်တင်မှုကြအမေနေတဲ့ကျွန်တော်တို့ကသူများနိုင်ငံနဲ့အိန္ဒိယနိုင်ငံကိုပြစ်တင်မှုလောက်တဲ့တွေ့နေလို့မရဘူးပေါ့နော်ကိုလူကကိုလူကအရေးချင်းမရှိတာပါထို့သူပဲရခိုင်ဒေသမှာလည်းဒီလိုပဲအဲ့တော့ကိုလူကရခိုင်ကိုရခိုင်အောင်ဖြစ်ပါဒီဒီစစ်သွေးကြတဲ့အားလုံးကိုမနိုင်နေနိုင်တဲ့ခါကျတော့ဒီစစ်သွေးကြတဲ့အင်အားတွေကြီးလာတယ်အလှပို့ပြီးတော့ဆိုတာကအလှကြီးခွေအလှကိုကြီးထားတယ်သူတို့တွေကိုဗျာနှိမ်နှင်းမှုတွေဘာမှမလုပ်ဘူးနော်စခန်းဆောက်လားဆောက် ဟုတ်လားတရားဆောက်လားဆောက်အကုန်လုံးလို့ဒါတွေအားလုံးကအမြဲတမ်းလေးလာသုံးသပ်ပြီးတော့စေရေးရအေးအေးယူထားရင်တစ်ဖက်ကလာရင်တို့အာသုဘပဲဖြစ်မှာစောတို့ကောင်းအောင်ပြည့်တဲ့ကြောင်လာမှာမဟုတ်ဘူးအဲ့တော့ကိုယ့်ရဲ့တက်မလို့ကိုသာကိုယ်ပြစ်တင်ပါသူများနဲ့မဆိုင်ပါဘူးเนาะကျွန်တော်တို့ကျွန်တော်မြန်မာပြည်သားများလည်းခက်တာကအမ်ကိုကိုကိုဘာမှားလဲဆိုတာဘယ်တော့မှပြန်ကြည့်ရတဲ့မျိုးတွေမဟုတ်ဘူးသူများဘာလို့မှားလဲဆိုတာပဲကြည့်မဲ့သူတွေဖြစ်နေတယ်မျိုးလဲရှောင်ရမယ်เนาะเนาะဒီကောင်မတို့မှာများ အပြင်ဟုတ်တော့ဘယ်သဘုံမှခေါမဖော်နိုင်အောင်လုပ်ကြမှာအဲ့လိုမျိုးမလုပ်နိုင်လို့ရှိရင်တော့အဲ့သဘုံတွေကသဘုံကြီးတခိုးကြီးတော့ဓမြဓမြကြီးတော့သဘုံသဘုံကြီးတော့ AA သဘုံကြီးတော့ CNF သဘုံကြီးတော့ DNA ပေါ့နော်သဘုံကြီးတော့ PDF ဖြစ်လာသလိုဖြစ်လာလိမ့်မယ်နော်တဝဲချင်းနေတဝဲချင်းနေဆက်နာပြပြီး relay မှာပြန်ပြီးကြည့်လိုက်ပါခင်ဗျာနော်အဲ့တော့ အမ်ဘာမောချင်းတွေကိုကျွန်တော်ပြောခဲ့ပြီးပါပြီနော်အဲနောက်ထပ်ကျွန်တော်တို့ပြောရမယ်ဆိုရင်อืมတော်တော်များများတော့ပြောစရာတွေရှိနေအောင်ဗျာနော်ကဲဘာလည်းများပြောစင်းအဲ့တော့အဲ့တော့ဘယ်လိုခေါ်မလဲဆိုတော့ပြည်သူတွေကတော်တော်များများရိုင်းဆိုင်နေများတယ်ဗောနော်ကျွန်တော်ကြည့်တာကျွန်တော်အောက်မှာလဲရိုင်းဆိုင်နေရိုင်းဆိုင်နေတော်တော်များပါတယ်ဒါမဲ့ ဒါတော့ခင်ဗျားတို့ရဲ့အလုပ်ပဲလေနော်ခင်ဗျားတို့လုပ်ဆက်ရှိရအလုပ်တာကျွန်တော်ကျွန်တော်လုပ်ဆက်ရှိရအလုပ်တာစိတ်ဆိုးစရာမရှိပါဘူးဟုတ်တယ်မလားအဲ့တော့ခင်ဗျားတို့လုပ်ခင်ဗျားတို့လုပ်ကြပါဖြစ်ဟုတ်ပြီနောက်ထပ်ကျွန်တော်တို့ဘာအကြောင်းတွေထပ်ပြောအောင်မလဲဆိုလို့ရှိရင်တော့အဲကချင်ပြည်နယ်အခြေအနေပေါ့ကချင်ပြည်နယ်မှာတိုက်ပွဲကြီးကြီးမားမားတွေစာနေပြီနော်စာနေပြီစာနေပြီအဲ့တော့ဘမောအခြေအနေကတော့ဆနာပြောသလိုအေးဂျန်အေးဂျန်တော့မဟုတ်ပါဘယ်မလဲဒီကိုဘက်က တိုက်ပွဲဝင်စင်မှာကောင်းမွန်စွာ ရှိနေပါသေးတယ်နော်မင်းပဲလူရင်ကြီးဟုတ်တယ်ကျွန်တော်ရင်ကြီးကြီးပဲစကားပြောပါတယ်နော်ဆဲဆူတက်နိုင်လို့မပေါအောင်ထိမ့်ပါတယ်မဘာသာများတဲ့စစ်တပ်အရာရှိငိမ်းချုပ်ငိမ်းမသားလင်းဖြစ်တယ်နော်ဟုတ်ပြီကောင်းမွန်ရေးမဲ့သူတွေရေးကြတာတော့ကျွန်တော်များကြည့်တာဟိုအစဲနဲ့အရင်ဆိုင်နဲ့အောက်တန်းစားတွေပဲတွေ့တယ်ကျွန်တော်ညီကိုမောင်မောင်ရေမရှိကြတော့ရှိနေနေမင်္ဂလာပိုင်းလုပ်ပေးပါဦး မှန်နေပြောနေတာနားထောင်ကြည့်ပြီးဆက်လုပ်ကြတာလုတ်တင်တာကိုလုတ်ကြရမှာမလို့အခုကျွန်တော်ကရင်ပြည်နယ်ကရင်ပြည်နယ်အခြေအနေဆိုလို့ရှိရင်လည်းဒီလိုပဲမိမိရဲ့ဟိုဘလော့ခေါမ်းနဲ့အလုံးအတွက်ဒုက္ခရောက်တာဟုတ်ကဲ့နော်ဒီနေဆက်လမ်းကြောတွေပြတ်နေရတယ်ပါဆိုလိုချင်တာကအဲ့ဒီအာအရှာလာမမဖွင့်နိုင်ခြင်းဟာထိုင်းရဲ့အကျိုးစီးပွားကိုလည်းအများကြီးထိခိုက်တယ်အဲ့တော့သူ့အကျိုးစီးပွားကိုထိခိုက်တဲ့အကြောင်းမို့လို့ဒီနေရာမှာဒီသဘုံနေအားလုံးကဂိတ် အရှလန်ကျော်ကြီးကိုထပ်ပြီးတော့ဒုက္ခပေးမယ်ဆိုလို့ရှိရင်မြောက်ပြည်မျိုးကိုဆက်သိမ်းမယ်ဟေးဆိုရင်ဒါတွေအလုံးကထိုင်းကလည်းဝိုင်းထိန်းမိတာထိုင်းကထိန်းရင်တော့ထိန်းတာမဟုတ်ဘူးကျွန်တော်ဆရာပြောသလိုကိုယ့်ရဲ့နာဆာကအစိုးရယူကမစွမ်းတာသူ့မှာစွမ်းတာဆိုတော့တခုပဲရှိတော့တယ်သူ့မှာစွမ်းတာဆိုလို့သူထိန်းချုပ်ထားတဲ့မြို့တွေမှာတည်ငြိမ်အောင်လုပ်နိုင်ဖို့ပဲရှိတော့ကျန်တဲ့နေရာတွေကတော့ကြီးစံမဖောက်ပင်းနဲ့နှလုံးရင်နဲ့ကျွန်တော်ပြောသလိုပါဗျာကြံတောင်းအောင်အခြေအနေရှိပါတယ်တော့တိုင်းပြည်ပဲတောင်းယူရမယ့်အခြေအနေရှိတယ်မင်္ဂလာပါတဲ့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ပါတယ်ဆရာကျွန်တော်ပြောပြတော့ ညာသားတယောက်အနေနဲ့ပြောပါမယ်တဲ့ရွှေချင်းမတော့ပဲအဲ့ဒီကချမ်းပါလေကျွန်တော်အခုနေလာနေပါနော်ကျေးဇူးများကြီးတင်ပါတယ်ဟုတ်လားကျွန်တော် like ကိုကြည့်နေရောက်ထောင်ကျော်ရှိတယ်ဗျအဲ့ဒီထောင်ကျော်ကအကုန်လုံးအောက်တန်းစားတော့မဖြစ်နိုင်ဘူးလေဗျနော်လေးစားစရာကျွန်တော်ကိုချစ်ခင်လို့အားပေးနေသူတွေရှိအောင်ပါပါနော်ဟုတ်ပါလားရှမ်းမြောက်ကိုပြန်လာဝမ်းသာပါတယ်တဲ့ကိုမမောင်းနဲ့တက်တုံညာနစ်ခွန်နောက်နောက်ကွယ်မှာတဲ့ နော်ဝပါနေတယ်လို့ထင်တယ်တဲ့ဒီလောက်လက်နဲ့အများကြီးသူတို့မဝင်နိုင်ဘူးထင်ပါလားမှန်ပါတယ်ဘာကြောင့်လဲဆိုတော့လက်နဲ့စက်ယုံတွေကိုစောင့်နိုင်တာဆိုတော့ KIA စောင့်နိုင်တယ်ဝစောင့်နိုင်တယ်မိုင်းလာလဲစောင့်ကောင်းစောင့်နိုင်တယ်အဲ့တော့ကြီးစံနေလက်နဲ့တွေရနေတာ special သူတို့လက်နဲ့တွေကကျွန်တော်တို့ကျွန်တော်တက်မတော်ရဲ့လက်နက်တွေတဲ့ထပ်တောင်မှကောင်းနေပါသေးတယ်ကျွန်တော်တို့တက်မတော်ရဲ့လက်နက်တွေကအည်သွေးအဖြစ်နည်းနည်းလေးပေါ့မိကုန်းထုတ်စရာတွေရှိတယ်အဲကြည်ပြမှုအကောင်းလာလို့ရှိရင်နည်းနည်းလေး jam ဖြစ်တာတွေရှိတယ်သူတို့ဘက်ကလက်နက်တွေကနည်းနည်း jam မဖြစ်တဲ့ဆိုတော့ခါကြတော့သူကိုင်းနေလက်နက်ကိုကျွန်တော်ကြည့်ပါတယ်ပေါ်လဲပေါ်ပါတယ်နော်မင်္ဂလာပါကျေးဇူးတင်ပါတယ်နော်ကျေးဇူးတင်ဟောဆောင်းတာအောင်တန်းစားပြောက်သွားမင်းတို့ဘယ်ပြောက်ကုန်လဲအိပ်ပျော်နေတဲ့ငကားကြီးကိုနှိုးလိုက်တာတလားကျွန်တော်နှိုးအိပ်အိပ်ပျော်နေတဲ့ငကားကြီးလက်နှိုးလိုက်တာတာယာငင်းချမ်းနဲ့ကျွန်တော်ရဲ့ဒီရှင်ကြီးတဲ့ပရိသတ်တွေအများကြီးရှိတယ်ကျွန်တော်နှမ်းနှိုးလိုက်တာနဲ့ ဟိုအောက်တန်းစားတွေပြကုန်တယ်မင်းတို့ဆဲတဲ့တွေပြကုန်တယ်ကျမင်းတို့ comment တွေတော့ရှာလို့မတွေ့တော့ဘယ်တော့ရောက်ကုန်လဲမင်းတို့လေမင်းတို့ဂျောင်ကတ်သွားမယ်ပြည်သူဆိုတာအဲ့ဒါကိုခေါ်တာနော်